တိုင်းဒေသကြီးအစိုးရအဆက်ဆက်ကနေလုံပိုင်ခွင့်တွေတုံးပြီးတရားမဝင်ဝင်ရောက်တူဖော်ခွင့်ပြုထားတဲ့ရေနံလက်ရက်တွင်းတွေကိုအစိုးရတက်လက်ထက်မှာဖယ်ရှားဖို့ခက်ခဲနေပါတယ်ဒီသတင်းကိုတော့ဒေါ်လေးလေးမွန်ပေးပို့ထားပါတယ်ရှင်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ခေါင်းစဉ်နဲ့စစ်စိုးရအဆက်ဆက်လုံပိုင်ခွင့်တွေတုံးပြီးရေနံလောက်ွက်တွေကိုခွင့်ပြုခဲ့တာပါလိုင်စင်နဲ့ခွင့်ပြုထားတဲ့လက်ရက်တွင်းရေနံလောက်ွက်တွေရောတရားမဝင်လက်ရက်တွင်းရေနံလောက်ွက်တွေပါအစိုးရရေနံမြေထဲမှာဝင်ရောက်လုပ်ကင်နေကြတာပါ အခုချိန်မှာစီကတ်မဲ့လက်ရက်တွင်းရေနံတွင်းတွေကိုဥပဒေအရထိန်းချုပ်ဖို့ခက်ခဲနေတယ်လို့မြမရေနံနဲ့သဘာဝတံခွေလုပ်ငန်းကဘူမိရာရှိကပြောပြပါဗျ။သူတို့ကဘာလဲဆိုတော့တရားဝင်ဆောင်ရွက်တာရှိသလိုတချို့လူတွေကကျွန်တော်တို့လက်ရှိရေနံမြေတွေရဲ့ဧရိယာတွေကိုဝင်ပြီးတော့တရားဝင်ဝင်ရောက်တူဖော်နေရတယ်ရှိတယ်။အဲတရားဝင်ဝင်ရောက်တူဖော်နေတာတွေဟိုကျွန်တော်တို့အနေနဲ့ဒီရှင်းလင်းဖယ်ရှားဖို့ဟာမှာကျွန်တော်နည်းလေးအခက်အခဲရှိတယ်။ ဒါအပေါ်မှာသူတို့ကဒီမိုကရေစီနည်းရာသူတို့ဒီဟာကိုခွင့်ပြုရမယ်ဆိုတဲ့ဟာကိုဥမာလွတ်တော်ကိုယ်စားလှယ်ရေးရတဆင့်သူတို့တွေကဟိုကလုပ်တယ်ဥမာဆန္ဒဖော်ထုတ်မယ်လို့ဘာလို့ပေါ့ဒါတွေကဖြစ်လာနိုင်တယ်ဖြစ်လာနိုင်တော့2014-15မှာမြန်မာနိုင်ငံရဲတပ်ဖွဲ့အကူအညီနဲ့ရှင်းလင်းဖယ်ရှားဖို့စူးစမ်းခဲ့ပေမဲ့အောင်မြင်မှုမရရှိခဲ့ပါဘူး။အခုချိန်မှာလက်ရက်တွင်ပောက်ကွဲမှုကြောင့်အစိုးရရေနံတွင်ပိုက်လိုင်းတွေပါထိခိုက်ဆုံးရှုံးနေရတယ်လို့လဲဆိုပါရတယ်။ အဥဖုံးမော်ရွှေလက်ထက်ရခင်အစိုးရလက်ထက်အေမကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ပေါ့နော်သူ့လက်ထက်မှာတော့တော်တော်လေးများတယ်ဗျဒီမင်းလာမျိုးနဲ့တခုတည်းကိုကျွန်းမောင်းတောင်းကြော်ရှိပါလူကြီးကိုတိမ့်နေရှိပြီးတော့လာပြီးတော့မန္တလေးကအရေးကနေပြီးလက်ရပြန်လာပြီးတော့တူဖို့လောက်ကိုင်းနေကြတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီရင်းနှီးတဲ့တွေကိုဝင်တူးဖို့ခွင့်ပြုတာတော့သူ့လက်ထက်မှာခွင့်ပြုတာဒါကတော့ ဟိုဟာဥပဒေကြောင်းရာပြောရင်တော့စီမံခန့်မဲ့လို့ပဲပြောအောင်ဘောက်လို့ဆိုကျွန်တော်တို့နိုင်ငံပိုင်ရေးနိုင်မြေတွေကပုံမှန်တရ44ထုတ်ထားတဲ့ area အဒီထဲအဲ့ဒီကိုဝင်တူးဖို့ခွင့်ပြုတဲ့ဆိုတဲ့ဟာကတော့ဒါဥပဒေမဲ့ပဲလေသူတို့အတွက်လည်းလုံငန်းဆောင်ရွက်သူတွေအတွက်လည်းထိခိုက်ခဏခဏဖြစ်တယ်ရေနံတွင်းနေမီလောင်တဲ့ဟာပေါက်ကွဲတဲ့ဟာအဲ့တော့အဲ့လိုဖြစ်တဲ့အသက်အန္တရာယ်တွေကဆုံးရှုံးသွားတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒါကိုကန့်သတ်လာဒါအပေါ်မှာသူတို့အနေနဲ့နားလည်ဖို့လိုတာပေါ့လေ ဒေတာအတွင်းတယံဇာတကိုဒေတာကန်တွေလုတ်ခွင့်ရှိတာမှန်ပေမဲ့လက်ရက်တွင်းတွေဘေးအန္တရာယ်လုံခြုံမှုမရှိတာကြောင့်နိုင်ငံပိုင်ရေနံတွင်းတွေအပြင်ဆက်ဆက်နေတဲ့ဆက်ရန်တရားတွေဆုံးရှုံးမှုတွေအတွေ့စဉ်းစားမဲ့အခြေအနေဖြစ်နေပါတယ်။လက်ရှိအခြေအနေမှာမြေအောက်တယံဇာတရှာဖွေတာတွေကပြည်ထောင်စုအစိုးရနဲ့ပဲဆိုင်တာပါ။ဒါပေမဲ့ပြည်ထောင်စုအစိုးရနဲ့တိုင်းဒေသအစိုးရလုတ်ပိုင်ခွင့်တွေကြား ိနှိုင်းဆောင်ရွက်မှုတွေအားနည်းနေသေးတာကြောင့်ဥပဒေတိုင်းဆောင်ရွက်ဖို့ခက်ခဲနေသေးတယ်လို့မြမရေနံသဘာဝတောင်းွေတာဝန်ရှိသူတွေစီကနေသိရပါဗျ။ကျမလေးလေးမောင်မောင်